ားဖွင့်ဆိုင်တွဲဆောင်ဆွေးနွေးရေးနဲ့ပတ်သက်ပြီးမစင်းစားတော့ဘဲလုံးစရာရှိတာတွေကိုဆက်လုပ်သွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။နေပြည်တော်မှာဂျွန်လ25ရက်နေ့ကတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီရုံးခန်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာသတင်းတော်တဦးက6ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ဖွဲ့စည်းပုံပြင်ဆင်ရေးကပြီးသလောက်ဖြစ်သွားပြီဖြစ်တာကြောင့်ဖြစ်နိုင်သေးလား ဘလို့မျောလင်းချက်ရှိနိုင်သေးလဲဆိုတဲ့မေကွန်ကိုမေးမြန်းခဲ့ပါတယ်။အမှုမလင်းလင်းပြောရင်အန်ဒီကတိတ်ပြီးတော့မစစ်စားဘူး၆ပွင့်ဆိုင်အကြောင်းစစ်စားတော့စစ်စားနေလို့ရှိလို့ရှိရင်လည်းအချိန်ပိုကုန်တာပဲရှိတယ်။ကိုလုဆရာရှိတာပဲဆက်ပြီးတော့လုပ်သွားမယ်။ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့အတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းက၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအရေးကြီးအဆိုကိုပြည်ထောင်စုလွတ်တော်ကကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ နိုင်ငံတော်သမ္မတပြည်ထောင်စုလွှတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတက်မတော်ကာဝေးဦးစီးချုပ်ဒေါအောင်ဆန်းစုကြည်ဒေါက်တာအေးမောင်တို့ပါဝင်တဲ့၆ဖွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုနေပြည်တော်ရှိသမ္မတအိမ်တော်မှာဧပြီလ၁၀ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။